အားလုံးပဲဖို့ဖို့ preview ကနေပြန်လဲကြိုးစားပါတယ်ဒီရပိုင်းကတော့ပွဲမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီဘလုံးပွဲမဟုတ်ပဲတခြားအကြောင်းအရာတွေကိုဒီနေ့မှာဒီရပိုင်းမှာကျွန်တော်ပြောပြပေးမှာပေါ့နော်အဲ့တော့ဒီနေ့မှာတော့ဒါဒီ football betting log မှာဆိုလို့ရှိရင် ဒီမဖြစ်နိုင်တာတွေကိုလောက်ခဲ့လူတွေရဲ့အလောင်းစားတွေကိုဒီနေ့မှာပြောပြပေးခြင်းတယ်အဲ့တော့ဒီဖူဘောပတင်းလောကမှာဆိုလို့ရှိရင်တချို့လောလူတွေကဒီမဖြစ်နိုင်တာတွေကိုလုပ်လို့ရှိတယ်ဗောနော်ဒီပူတီကြမယ်ဆိုတဲ့အရာတွေထက်ပူပြီးရောမြဲမြဲဆားဆားရနိုင်မယ်အလောင်းစားတွေကိုလောက်ကစားနေကြတဲ့လူတွေအများကြီးရှိတယ်ပြီးတော့ဒီမဖြစ်နိုင်တဲ့မောင်းတွဲတွေကိုတွဲနေတဲ့လူတွေလည်းရှိတယ်ဗောနော်ဒီဖြစ်လာနိုင်မှုရာခိုင်နှုန်းအဖြစ်နေပါလာတဲ့ဒီဘတ်တင်းတွေကိုပြုတ်လုခဲ့တဲ့ တူတွေကိုဒီနေ့ဗီဒီယိုမှာပြောပြပေးပြင်ချင်းနေပေါ့နော်အဲ့တော့ဒီပထမဆုံးတစ်ယောက်ကတော့2015 16ဘောလုံးရာသီတုန်းကဒီ Leicester City အတင်း Premier League Champion ဖြစ်မယ်ဆိုပြီးတော့လောင်းခဲ့သူပေါ့နော်သူကဒီ Leicester City ဘက်ကိုပေါင်တန်းထီလောင်းခဲ့ပြောလို့ရှိရင် Leicester City ကဒါ2014 2015ဘောလုံးရာသီမှာသူက Premier League ကိုတန်းတက်လာတယ်ဒါမှမဟုတ်2015 16ဘောလုံးရာသီမှာဆိုလို့ရှိရင် ဟိုပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တယ်ဘောနော်ဒါမှလို့ယာဒီအစပိုင်းမှာဆိုလို့ရှိရင်လက်ဆက်စီးဒီပရီးမီးယားလိချန်ပီယံဖြစ်ဖို့ဆိုတာကဒါဘူဂီဘက်ကဒါတော်တော်လေးကိုမထင်တော့ဘူးဘောနော်သူအနေနဲ့လေဒီလက်ဆက်စီးဒီဒီပရီးမီးယားလိချန်ပီယံဖြစ်ဖို့ဆိုတာလူတော်တော်များများတောင်းတမထင်ခဲ့ဘူးဘောနော် ပြီးတော့ဒီရှာတီကောမှာဆိုလို့ရှိရင်တော့ Leicester City တင်းကဒါ Premier League ချန်ပီယံဖြစ်ခဲ့တယ်ဗောနော်အဲ့တော့ဒီ Leicester City ဘက်ကိုလောင်းခဲ့တဲ့သူကတော်တော်လေးကိုဒီအကျိုးအမြတ်များသွားလိမ့်မယ်လို့ထင်တယ်ပြီးတော့ဒီလူမျိုးလောင်းခဲ့တာကဒါပြောရလို့ရှိရင်ဒါဘောလုံးတမိုင်းတလျှောက်မှာဆိုလို့ရှိရင် short ရစရာအဖြစ်ဆုံးဒီအကြောင်းအရာတွေတခုဖြစ်တယ်ဗောနော်အောက်ပြရတော့ဒီဒုတိယတက်ခုကကျတော့1994ကဘာဖလားဖိုင်နယ်ပွဲစဉ်တော့ပါဗောနော်အဲ့1994ကဘာဖလားဖိုင်နယ်ပွဲစဉ်ကို မှာဆိုလို့ရှင်ဒီဘရာဇီးနဲ့အီတလီတို့ကစားတယ်ပြီးတော့အဲ့ဒီပြိုင်ပွဲကိုဆိုလို့ရှင်ဒီ USA မှာဒီ USA နိုင်ငံအင်ရှင်ပြည့်အခန်းကစားခဲ့တာဖြစ်အင်ရှင်ပြည့်အဲ့ဒီပြိုင်ပွဲကိုကျင်းပခဲ့တယ်ဘောနောပြီးတော့အဲ့ဒီပွဲစဉ်မှာဆိုလို့ရှင်လူတယောက်ကဒါလောင်းကြီးတစ်ခုတင်ခဲ့တယ်ဒါကဘာလဲဆိုတော့ဒီအဲ့ဒီ final ပွဲစဉ်ဖြစ်တဲ့ဘရာဇီးနဲ့အီတလီတို့ကစားနေရေးစဉ်မှာဆိုလို့ရှင်အဝေးပလာနဲ့လူတယောက်ကကွင်းထဲကိုဖြတ်ပြေးလိုက်မယ်ဆိုပြီးသူကလောင်းခဲ့တယ်ဗောနော။ဒါမှမဟုတ်ဒီဒုတိယပိုင်းအရောက်မှာဆိုလို့ရှင်တကယ်ပဲဒီအဝေးပလာနဲ့လူတယောက်က ကိုင်းတဲ့ဟိုအမှန်တကယ်ပြေးဝင်သွားခဲ့ဆိုတော့အဲ့ဒီလောင်းခဲ့တဲ့သူပါလေဒါလောင်းကြီးရသူနိုင်သွားခဲ့တယ်ပေါ့နော်ဟုတ်ပြီပြီးတော့ဒီနောက်တစ်ခုက2006ကဘာဖလားဖိုင်နေပေါ့နော်အဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လူတစ်ယောက်ကဒါဇီဒန်နီကတ်ပြသခံရလိမ့်မယ်ဆိုပြီးတော့လောင်းခဲ့ဒီပြောရလို့ရှိရင်ဇီဒန်တိုက်စင်မှုပေါ့နော်ဒီလိုကစားသမားတွေဒီအနီကတ်ထိဖို့ဆိုတော့တော်တော်လေးကို ဒီမလွယ်ဘူးပေါ့နော်ဒီတုံတန်လဲဒီကစားသမားတွေအနီးကပ်တိတ်ပြီးတော့ထီလေးမရှိဘူးဒါမှမဟုတ်ပွဲချိန်မိနစ်130ရောက်မှစီတန်းကဒီတစ်ဖက်ကစားသမားဖြစ်တဲ့မာကိုမာရိုရာစီကိုသူခေါင်းနဲ့ပြေးတိုက်ခဲ့ပြီးတော့အနီးကပ်ထီသွားခဲ့တယ်အဲ့တော့တကယ်ပဲစီတန်းစီတန်းကိုအနီးကပ်ထီခဲ့ပြီးတော့ဒီစီတန်းအနီးကပ်ထီမယ်ဆိုပြီးတော့လောင်းခဲ့တဲ့သူကလည်းဒီလောင်းကြီးဒီနိုင်သွားခဲ့တယ်ပေါ့နော်ပြီးတော့ဒီနောက်ဆုံးတစ်ခုကကျတော့ဒီအာဆင်နယ်အသင်းရဲ့ပရိသတ်တယောက်ကလောင်းခဲ့တာပေါ့နော်သူလောင်းခဲ့တာက 2003-2004ဘောလုံးယာတီတုန်းကအဲ့တုန်းကသူကဘယ်လိုလောင်းခဲ့ဆိုတော့ယာတီအစမှာဆိုလို့ရှိရင်သူကသူဝိမောက်ကိုသူလောင်းတာဗောနော်ဒီ Premier League ဒီ2003-2004ဘောလုံးယာတီမှာဒီ Arsenal အသင်းဒီလုံးဝရှုံးဝဲမရှိဘဲနဲ့ Premier League Champion ဖြစ်ခဲ့မှာဆိုလို့ရှိရင်မင်းငါရဲ့အိမ်ပေါ်ကနေပြီးတော့ရှင်းသွားလို့ရတယ်ဆိုပြီးတော့သူမိမနဲ့သူတောင်းခဲ့တာဗောနော်ဒါမှမဟုတ်ဒီယာတီလေကုံတော့ဒီ Arsenal ကလုံးဝဒီ Invincible ဆိုယာတီတစ်ခုဖြစ်ခဲ့ပြီးတော့ဒီရှုံးဝဲမရှိနဲ့ ပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တယ်ပေါ့နော်။ဒါမှမဟုတ်ဒီ तू အဲ့လိုလောင်းခဲ့ဆိုရင် तू မိမတော့ဒါ तू ဟိုဒီအိမ်မောနေတော့မစင်းတော့ဘူးနော်။ဒါမှမဟုတ် तू ကိုယ်တိုင်ဝင်ခံခဲ့တာဒီပရီးမီးယားလိအဲ့အာဆင်နယ်ကစားရေးနောက်ဆုံးပွဲစဉ်မှာဆိုရင် तू တော်တော်လေးကိုတုံ့လုံနေတယ်လို့တော့ပြောတယ်။ तू အဲ့ပွဲစဉ်မှာဒါအာဆင်နယ်ဒီမရှုံးမဲနဲ့ပရီးမီးယားလိချန်ပီယံဖြစ်သွားခဲ့မယ်ဆိုလို့ရှိရင် तू तू မိမအိမ်ဘောဘယ်လိုပြောရအောင်တကယ်စင်းတော့မှာ तू ကြောက်နေပေါ့နော်။ဒါမှမဟုတ် ဒီဒီလောင်ကြီးကတော့သူရှုံးခဲ့ဆိုပေမဲ့လို့တကယ်တကယ်တော့သူမိမဒီအိမ်ပေါ်ကနေတော့မစင်သွားဘူးပေါ့နော်အဲ့တော့ဒီနေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးတာကဒါဒီဖြစ်လာနိုင်ဖို့ရာခိုင်နှုန်းနည်းတဲ့ဒီလောင်ကြီးတွေကိုဒီတင်ခဲ့တဲ့သူတွေအကြောင်းဒီနေ့ဗီဒီယိုမှာပြောပြပေးရပါဘောနော်အဲ့တော့နောက်ရက်ဒီမှာလည်းတခြားဒီအကြောင်းအရာတချို့ကိုကျွန်တော်တင်ပေးမှာဘောနော်ဒီဘောလုံးပွဲစဉ်တွေမရှိတဲ့ရက်မှာဘောနော်အဲ့တော့ဒီကျွန်တော် channel ကိုဒီ subscribe လုပ်မလုပ်ရသေးဘူးဆိုလို့ရှိရင် လုပ်ထားလို့ရတယ်ဘောနော်